တကယ်ညအားလုံးမင်္ဂလာပါ2025ခုနှစ်အော်တိုဘာလ9ရက်သတင်းတူးလေးများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်လေးနဲ့ဒါကတော့သတင်းကြော့လာပြီးနေမှာမြို့ရွာတွေအားလုံးနော်စီကားတိုင်းပြည်စွန်နဲ့ဒါသတင်းကြော့မီတွန်းပွဲတော့ကျင်းပကြတာပေါ့နော်ဒါကတော့ဟိုရူရအပွဲလည်းဖြစ်တယ်ဘာသာရေးပွဲလည်းဖြစ်တာပေါ့နော်ပြည်သူတရက်လုံးကဒါတော်တော် ပျော်ရွှင်နေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီပျော်ရွှင်မှုရဲ့နောက်နောက်ဆက်တွဲရတော့ဒါတစ်ဖက်ကဖွဲ့စည်းရတော့ဒါတွေကိုမနာလိုမရှုစိတ်ဖြစ်ပြီးရေးသားနေတာတော့တွေ့တာပေါ့ဘာဖြစ်ပါဒါကိုယ်နိုင်ငံမှာကဘလို့ခြေနေပဲဖြစ်ဖြစ်လွတ်လပ်တယ်ပျော်ရွှင်နေကြတယ်လူငယ်တွေအများကြီးဒါပကတိတရားပဲဒါတောထဲမှာရောက်နေတဲ့ဒါဒီ NLD ပါတီကလူငယ်တွေပေါ့နော်တောကူသွားတဲ့လူငယ်တွေဒါကတော့ဒါသူတို့ရဲ့ နိုင်ငံရေးဝန်ဆောင်မပြည့်မှုကြောင့်တစ်ဖက်နိုင်ငံရေးမှိုင်းမှိုင်းတွင်းတာခံပြီးတော့ဒါလမ်းမရောက်ကုန်တာပေါ့နော်အချိန်မီ နောင်တရကြပါစေ အချိန်မီအလင်းဝင်နိုင်ကြပါစေဒီလောက်ပဲကျွန်တော်ကဆူတောင်းပြပါမယ်ကျွန်တဲ့သတင်းလေးကိုကျွန်တော်ဆက်ပြီးပြောပါမယ်ဒါကျောင်းဝင်းမျိုးမကြခင်ကတိမ်းပါပြီးတော့တပ်မတော်စစ်ကြောင်းတွေကနားဆက်တိုက်နောက်ထိုးစစ်စင်တိုက်ခတ်တဲ့အတွက်ဒါတီဘောမျိုးနဲ့ဒါစက်နှစ်မိုင်ဝင်းကျင်လောက်မှာရောက်နေပြီဆိုတဲ့သတင်းကို ကျွန်တော်တို့သတင်းရရှိပါတယ်အချို့အခြားသတင်းတွေကတိပေါ်ပြမှာရှိတဲ့ DL လေးကလည်းအဲဒါဘော်ဂျူအနီးတဝိုင်းမှာခန်းစစ်ဆင်မှုလုပ်နေတယ်အဲဒီဒီမြို့ထဲမှာတော့ဒါ DL လန်တွေကိုဖြုတ်သိမ်းသွားပြီဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ဟိုရရှိပါတယ်ဒါဖြစ်ပါဆက်နှမိုင်ဆိုတဲ့ခီးကတကယ်လန်ခီးထွက်ရင်တရက်ခီးပါနော်တရက်တော့မသွားပါဘူးနော်တရက်ကိုတက်မလို့စကြောင်းတရက်ကိုမိုင်30နီးနဲ့သွားတာပါနော်တရက်ကိုမိုင်30လောက်ခီးပေါက်တယ် ခီးပေါက်ပါတယ်တမလို့စကြောင်းလေးကနော်တမလို့12မိုင်ဆိုတာနေ့ဝခီးလောက်ပဲရှိပါတယ်တကယ်သွားမယ်ဆိုရင်အဲ့တော့ဟိုနိုင်ပိုင်းနဲ့ရောက်နိုင်တဲ့အနေထားမျိုးတိရှိနေပြီဒီဘုံမျိုးကိုနော်ဒါဒါကဒါရှမ်းပြည်နယ်မြောက်ပိုင်းမှာတမလို့ရဲ့ဒုစစ်အခြေအနေလေးကိုတင်ပြပေးတာဖြစ်ပါတယ်အဲ DL ကတော့ဒါတမလို့ရဲ့ဒုစစ်တွေကိုဟန်တာနိုင်ရင်မရှိတော့ပါဘူးဇက်တိုက်ဆိုလို့မြို့ရွာတွေပြန်ပြေးရမှာ ဖြစ်ပါတယ်ဒါကျွန်တော်ပြောခဲ့ပါတယ်စတော့ DL ရအမျက်မရတဲ့ပြင်အရင်နေရမှာပါတော့မယ်ဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ရေးလဲရေးခဲ့ပါတယ်လက်ရှိနေထမှာဒါနံမတူတို့နံမဆန်တို့ဆိုဘုံကျဲတိုက်ခိုက်တာတွေခံနေရတယ်အဲလက်ရှိအရင်နေရပါမယ့်အခြေအနေမျိုး DL ရရင်းနေရပါမယ့်အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရပါအလားတူပဲဒါဗမောက်ပေါ့နော်ဗမောက်ကတော့ဒီစကိုင်းတိုင်းဒီတိုင်းဗမောက်မြို့နဲ့လေးမိုင်กว่าဒီမှာတက်မတော်စစ်ကြောင်းလေးပြန်လဲရောက်ရှိပြီဘုံတော့ဗမောက်မြို့ကိုပြန်လဲနေမြေရှင်းလေး သိမ်းပိုက်ဖို့ဆောင်ရွက်နေတဲ့သတင်းကောင်းကိုလည်းကျွန်တော်တို့ဟိုကြားသိရပါတယ်ဒါစီးရီသတင်းနဲ့ပတ်သက်လို့နောက်တစ်ထပ်ကောင်းတဲ့သတင်းလေးရတာကြောင်းမွေးမြို့မှာကျောင်းတွေပြန်ပြီးလက်ခံပြီးတော့ဒီလူငယ်တွေကလေးတွေကျောင်းပြန်တက်ဖို့အတွက်ဒါနိုင်ငံတော်အစိုးရဆောင်ရွက်ပေးနေပြီဆိုတဲ့သတင်းကိုရုပ်ပုံတက်ပုံနဲ့မှတ်တမ်းနေတဲ့သူကျွန်တော်တို့ဟိုရရှိပါတယ် ဒါလည်းကောင်းတဲ့သတင်းတွေပဲဖြစ်ပါတယ်အထူးခြားဖြစ်စဉ်အနေနဲ့ဒီနေ့ဖြစ်ဒီမနေ့ကထူးခြားဖြစ်စဉ်ပေါ့နော်6ရက်နေ့ထူးခြားဖြစ်စဉ်မှာဒီ NUG ဗရက်တွေကဒီချောင်းမြို့မြို့နယ်တွေကဒီဘုံတို့ဆိုတဲ့ရွာနီးမှာဒါမိသပိတ်ဆိုပြီးတော့သပိတ်လုတ်တယ်လူတွေစုပြီးတော့သပိတ်လုတ်တယ်ပေါ့နော်အမိသပိတ်လုတ်တော့မိသပိတ်လုတ်တော့လူစုတွေသပိတ်လုတ်တဲ့အတွက်ဒါ အဲ့တော့လီချောင်းတိုက်ခတ်ခံပြီးတော့တော်တော်များများတည်ဆုံတယ်တည်ဆုံတဲ့အထက်မှာသူတို့ပြောတဲ့စကားရပြည်သူတွေလည်းပါတယ်ပေါ့ပြည်သူတွေပါတယ်လို့သိရတော့တကယ်ပြည်သူတွေပါလဲဆိုတော့အဲ့ကောင်တွေကြောင့်လည်းသိတာပဲဘာဖြစ်လို့ပြည်သူတွေကိုစစာခံလုပ်ပြီးတော့ဒီလိုကာလာကြီးမှာဒီချောင်းတိုက်ခတ်ခံတဲ့ကာလာမှာမိတွေထုံပြီးဘာလို့တပိတ်လုခိုင်းတာလဲအုံတော့မရှိဘူးလားကျွန်တော်ပြောတာအဲ့မှာအန်ယူဂျီခေါင်းဆောင်တွေပါခါဖားတွေပါခါဖားတွေဗဒတ်တွေအုံတော့မရှိဘူးလားနော်တည်တဲ့ထက်မှာဗဒတ်ကတော့အများဆုံးတည်တယ်ပြည်သူတွေထိခိုက်မှုရှိတယ်ဆိုပြီးသတင်းတက်လာတာတွေ့ရတယ်နော်ဒါတွေက သတင်းထုတ်ပြန်ထားပြီးသားဖြစ်ပါတယ် PDF တင်တဲ့ဒီအကြမ်းဖက်သမားတွေနဲ့ဘယ်တော့မှရောချက်ပြီးမနေပါနဲ့ပူပေါင်းပြီးအနီးအနားမှာမနေကြပါနဲ့ဆိုတာအကြင်ကြီးဒါနိုင်ငံတော်သတင်းတွေထုတ်ပြန်ထားပြီးဖြစ်ပါတယ်အဲ့တော့ဒီသပိတ်တွေကလှုပ်ဖို့လူသေးလို့လားရှင်းရှင်းပြောလူစုပြီးရှောက်လုံနေနော်ဓာတ်ပုံရိုက်ဖို့တော့ရှောက်လုံနေဟောကန်လဲခန်ရောတီရောတီလဲတီရောအတန်ထွက်ကုန်နော်ဒါမျိုးတွေလှုပ်လာတာကြာပါပြီနော်လူစုပြီးလှုပ်လို့ရတဲ့အချိန်မျိုးကောင်းတဲ့အချိန်မျိုးမဟုတ်ပါဘူးကိုကလေချောင်းဟိုစေးတဲ့ညီးရပြန်ကြည့်လဲကိုကလေချောင်းသာသီးရနေရလဲမဟုတ်ဘူး နော်လီတစ်ဖက်ကလည်းတကယ်လေးလုံလေးကောတီကောတီကမှအာဘဒူတွေတီပါတယ်ပြည်သူတွေတီပါတယ်ရှောက်အောင်မလဲအဓိကအဲ့မှာရှိတဲ့ NG ပါကဖပါဖတွေရဲ့အဓိကတာဝန်ဖြစ်တယ်ဆိုအောင်ကျွန်တော်ကပြောလို့ပါတယ်နောက်ထပ်ဒုကြသူကသတင်းကတော့ဒီနေ့မြင်းကျံမြို့နယ်အချင်းဦးစီးဦးစီးရာရှိပေါ့နော်ဦးဝင်းနိုင်တယ်သူစင်းဒေါ်နီနီဝင်းရဲ့နောက်တမီမချွန်းရှယ်ရီဟင်းရဲ့နောက်ဒီဒီပေါ့နော်ဒီရင်ရင်မောင်းပေါ့ဦးမင်းနိုင်ပေါ့နော် သူတို့ဒါမြင်းကျံကနေ ါသူတို့ဇာတိရဲ့ကြီးကိုပြန်လာပါတော့မိဘကိုပြန်ကရုတ်ကိုပြန်တဲ့အချိန်မှာမြင်းညံမြို့သားလမ်းပေါ်တရဦးလမ်းပေါ်မြင်းညံမြို့သားတရဦးလမ်းเนาะလမ်းပေါ်မှာရှိတယ်ဒါနွားကူးအိုင်ဆိုတဲ့ကြီးဝါနာမှာဒါ PDF တွေဖန်စီပြီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းရရှိပါတယ်ဟောဝန်ထမ်းတူဖန်စီခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းရရတာထူးခြားဖြစ်စဉ်အဲဖြစ်ပါတယ်ဝန်ထမ်းတယောက်ကဒါဒီလိုဖန်စီတာ ဒါသူတောင်းရင်သူနော်သူမိဘကိုပြန်ကတော့ဘူးသွားတဲ့ချိန်မှာဖမ်းဆီးတယ်ပေါ့နော်ဒါဒီနေရာမှာကျွန်တော်သုံးသက်လို့လားဒီနေရာတွေကလမ်းကြောင်းကိုတက်လို့ကောင်းတဲ့နေရာတွေပေါ့ဘူးနော်ခီးသိပ်သွားလို့ကောင်းတဲ့ဒေသမျိုးဟိုသူခီးသွားလို့ကောင်းတဲ့ဒေသဟိုအနေရာတွေကဘယ်နေရာလဲဆိုတာကျွန်တော်ဟိုမပြောလို့ပေါ့ဒါနဲ့ဟိုအေးပေါ့လေဟိုဘယ်အချိန်ကိုကခီးသွားသွားဘယ်နေရာမှာဘာရှိတယ်ဘယ်နေရာမှာဘာရှိတယ်ဆိုတဲ့သတင်းတွေကတော့အများသိနေဘူးဖတ်နေဘူး လိုအပ်ပါတယ်ဘယ်သူ့အောင်မှာယုံရတဲ့ကာလမဟုတ်ပါဘူးเนาะလမ်းကြောင်းမဟုတ်ဘူးဘယ်သူ့မှာမယုံရပါဘူးအဲ့တော့ခီးသွားလာလို့ကောင်းတဲ့အချိန်မဟုတ်ဘူးเนาะဒီလိုမြင်းညာတို့နှထိုးတို့တောင်းသားတို့ဒီနေရာဟိုပိုတော်ဆိုးသေးတယ်ဘယ်လိုမှခီးသွားလို့အဆင်မပြေပါဘူးเนาะသွားတွားတော့အခုဖြစ်သွားတော့အရင်ဆုံးကိုဖြစ်ရင်ကိုအရင်ဆုံးခံရတာဖြစ်ပါတယ်ဒါအခုသူတို့ကယ်တင်မှုအခုတမတော်စကြောင်းတွေကလည်း live တွေနဲ့နေမြင်ရှင်းနေရတယ်အနေထားမျိုးဖြစ်ပါတယ် နောက်ထပ်ထူးခြားသတင်းကတော့ဖားကန့်ပေါ့နော်ဖားကန့်မြို့နယ်စိုင်းတောင်ပေါ့နော်မော်ရှန်ဒေတာမှာ KIA ကတသားသည့်အတိအရမဆူဆောင်းမှုကြီးလှုပ်ဆောင်နေပါတယ်။ဒါအားကြောင့်ပြည်သူလူထုကလည်း KIA ကိုတော်တော်ယုံရှာမုန်းတီးနေပြီးချစ်တယ်။ဖားကန့်ဒေတာမှာ KIA ပြန်ပြီးရက်တိဖို့တော့မလွယ်တဲ့အခြေအနေမျိုးထိဖြစ်နေပြီဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိပါတယ်။ဒါ KIA ကတော့တသားသည့်ဘလောက်ဆူဆူပါဆူလည်းမလောက်ပါဘူး။ဆူမလောက်ဖြစ်နေတဲ့အနေအထားမျိုးနော်။ PDF အင်အားတွေလည်းရတယ်။နောက်အခြားတသားသည့်အသက်ကုန်ဆူတယ်ဒါနဲ့ KIA ကလည်းလမ်းမထူတော့တဲ့အနေအထားမျိုးဖြစ်နေတာကိုကျွန်တော်တို့ တွေ့ရပါတယ်နောက်ထပ်ထူးခြားသတင်းရတော့เนาะဒါအားလုံးပဲသိတယ်ဒါပေမဲ့ဟိုအစိုးရဟိုလင်းလင်းနဲ့ဒါချစ်သူဝေတို့ကဒါအမေရိကန်မှာဒေါ်လာ9သိန်းတန်အင်ကြီးဝယ်လိုက်ပြီးတော့ဒါနေထိုင်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိပါတယ်ဘာပဲဖြစ်ဖြစ်ဒါလင်းလင်းရတော့သူတို့ကငကိုတွေကပတ်စံနေရှိတယ်ပေါ့ပိုင်ဆိုင်ထားလို့သူတို့ကဝင်နိုင်တယ်ဆိုပြီးတော့ပြောတာ ရှိပါတယ်ဒါနဲ့ပတ်သက်လို့ဝိပန်တန်တွေကတော့တော်တော်များနေဒီလိုပါပဲเนาะနိုင်ငံခြားရောက်သွားရင်အကုန်လုံး NGO ပါပဲဒီပြည်ပြည်တော်တော်များများဒီလူခံရတဲ့ပတ်စံနေတဲ့ပဲချမ်းသာသွားပြီးတော့ဒီလိုပဲနေထိုင်ကြတာပေါ့နော်နေထိုင်စားသောက်ကြတာပေါ့ဒါနေနဲ့ပတ်သက်လို့လဲဒါအားလုံးသိနေတဲ့ကိစ္စတွေဗျာကျွန်တော်ပြောတာပြောရတာပါဒါအဓိကတော့နိုင်ငံရေးနှဖားချုပ်ထုတ်ခံရတဲ့ PDF ဒီအတိအသိမှန်အမြင်မှန်ရဖို့တော့ကျွန်တော်တို့ကသတင်းတွေကိုဖော်ပြပေးတာဖြစ်ပါတယ်ဟောတော့ပါတီနိုင်ငံရေးသတင်းပေါ့ပါတီနိုင်ငံရေးသတင်းကတော့ဒါရွေးကောက်ပွဲက ရက်80ကြော်ကြော်ပဲလူတော့တယ်အဲဒီလိုလူတော့ရဲ့အနေထားမှာယူကောက်ပွဲမှာမဲပေးရမယ်သူများစင်းရင်းနေလဲထွက်လာပြီအဲ့စင်းရင်းမှာမဲပေးရမယ်သူများစင်းရင်းထွက်လာပြီမဲစင်းရင်းမှာကိုပါမပါတိုက်ဆိုင်စေးစေးရမယ်မပါရင်ပုံစံသုံးကားကြီးမှာဖြည့်စွရမယ်ပုံစံ66 6ရဲ့ပတ်ပုံနေမိတူရဲ့ပုံစံသုံးကားကြီးမှာဖြည့်စွပြီးတော့မိမိနံပါတ်စင်းပေါအောင်ကြည့်ပြီးတော့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဒါတော့ပထမကြိမ်ထုတ်ဝေတဲ့သတင်းဆိုပါတာလေးရှိမှပါတာရှိမယ်ဒါနဲ့အချိန်အများကြီးရှိမှပထမကြိမ်ဒုတိယကြိမ်တတိယကြိမ်နော် ACC ကိုပေါအောင်ပြန်ပြီးကိုမှပုံစံ66ကကိုကရောက်နေတာဒီဒေတာဒီဒေတာမှာမဲပေးဖို့ဆိုရင်ဒါပုံစံ66အမြင့်ဆုံး6အမြင့်ဆုံးမဘုံတို့မိတူနဲ့ဒါပုံစံဆုံးဖြည့်စွက်ပြီးတော့အပြည့်ပြင်ဆင်ရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးထုတ်ပြန်တဲ့မဲဆင်းကတော့ဒါလိုအပ်ချက်ရှိရင်တော့ ဟိုအချိန်မီးပြန်ပြင်ဆင်လို့အချိန်လက်မီပါသေးတယ်နော်အချိန်ကြီးအများကြီးမီပါသေးတယ်အဲဒါကတော့ပါဠိနိုင်ငံကြီးပေါ့နော်ပါဠိနိုင်ငံကြီးမှာတော့ဒါအခုကာလမှာတော့နိုင်ငံပါတီတွေအပြိုင်ဆိုင်လှုပ်ရှားလာတယ်နေပြည်စင်းတာတွေကွင်းစင်းတာတွေရှိတယ်အဒီကတော့ပါတီဝင်တွေနဲ့ထိတွေ့တာပေါ့နော်မဲဆွဲကာစီယုံကြီးကာလာတော့မဟုတ်သေးဘူးဒါနဲ့မိမိပါတီဝင်တွေနဲ့တော့အဲထိတွေ့တာပေါ့ဘာဖြစ်လို့ဆိုတော့ဒီမဲဆွဲစီယုံကြီးကာလာရောက်လာရင်လုပ်ငန်းလုပ်ရမယ့်လုပ်ငန်းတွေအများကြီးရှိတာပေါ့ နော်အဲဒါတွေလှုပ်ဆောင်มาဖြစ်တဲ့အတွက်မိမိပါတီဝင်တွေနဲ့ကွင်းစင်းတွေ့ဆုံတာတွေတော့ရှိပါတယ်ဒါဒါကတော့ဒီနေ့အတွက်ဒီလောက်ပါပဲသတင်းထူးကတော့အများကြီးမရှိပါဘူးနော်နိုင်ငံသူနိုင်ငံသားတွေအားလုံးနော်မြို့တိုင်းမြို့တိုင်းမှာပျော်ရွှင်နေကြတာကိုတွေ့တဲ့အတွက်ကျွန်တော်လည်းစိတ်ချမ်းသာပါတယ်ဘာဖြစ်ဖြစ်မြန်မာနိုင်ငံမှာလွတ်လပ်မှုဆိုတာစည်းကမ်းတကြနဲ့အထိုက်လျောက်ရရှိပြီးသားဖြစ်ပါတယ်ဟိုဒီမိုကရေစီရေးပေါ့နော် သူပြောမယ်ဆိုရင်ဒီမိုကရေစီရေးတော့သွားတဲ့နေရာမှာသူအသေးပြောက်မရှိဘဲနဲ့တွေးမြေမကြဘဲနဲ့ဒီမိုကရေစီနီးလန်းနဲ့သွားတာအမှန်ကန်ဆုံးဖြစ်ပါတယ်လက်နက်ကင်တော်လန်ပြီးတော့လက်နက်ကင်လမ်းစင်ရတော့ဒါနိုင်ငံကြီးရဲ့ဏီကုံချုပ်ဖြစ်ပါတယ်နိုင်ငံကြီးဏီကုံပါနော်နိုင်ငံကြီးသမားကလက်နက်ကင်တပုံထားပြီဆိုရင်အဲ့နိုင်ငံကြီးဏီကုံပဲဘယ်တော့မှနိုင်ငံကြီးသမားပြန်မဖြစ်တော့လက်နက်ကင်တပုံပဲဖြစ်သွားတာဒါဟုတ်မြဲမြဲ နိုင်ငံဝန်ဆောင်ရှိထားဖို့လိုတယ်တိထားဖို့လိုပါတယ်ဘယ်တော့မှလက်နက်ကင်လမ်းစဉ်ကိုနိုင်ငံရေးသမားကတွားလို့မရပါဘူးလက်နက်ကင်လမ်းစဉ်ကိုတွားပြီဆိုရင်တော့လက်နက်ကင်တပုံတခုတို့မြပေါ်ရတယ်ပဲဒီလိုပဲအဆုံးသတ်သွားတာဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်နိုင်ငံရေးဒီမိုကရေစီကိုတွားခြင်းရင်နိုင်ငံရေးနီလန်ဒီမိုကရေစီနီလန်ရွေးကောက်ပွဲနီလန်အသာအမှန်ဆုံးဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ကတင်ပြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်သွားပါ